မင်္ဂလာပါရှင်။ One Piece Season ကနေပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာကစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပြည်တွင်းကစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ရန်ကုန် Stock HA Main Boat အစည်းအဝေးဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့မြန်မာ Agro HA အများနဲ့သက်ဆိုင်သောကုမ္ပဏီ MAEAS အစု Share တစ်ခုအတွက်ကျပ်60အမြတ်ငွေခွဲဝေပေးမယ်လို့ MAEAS ကထုတ်ပြန်ပါတယ်။ 2024-2025ဘဏ္ဍာနှစ်အတွက်အစုရှယ်ယာတစုကို190နှုန်းနဲ့ဒီဇင်ဘာလ10ရက်နေ့ကစတင်ခွဲဝေပေးမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ24ရက်နေ့အထိရန်ကုန်စတော့အချိန်မှာအယောင်းဝယ်ဆောင်ရွက်ထားတဲ့ရှယ်ယာရှင်တွေက MAEAS ကခွဲဝေပေးမယ်2024-2025ဘဏ္ဍာနှစ်အတွက်အမြတ်ဝေစုကိုခန်းစား권ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ အစုရှယ်ယာရှင်တွေအနေနဲ့ MAES ကခွဲဝေပေးမဲ့အမြတ်ဝေစုကိုမိမိတို့ငွေချေးတက်သေးကံလက်မှတ်စာရင်းဖွင့်လှစ်ထားတဲ့ငွေချေးတက်သေးကံလက်မှတ်ကုမ္ပဏီတွေရဲ့ဘဏ်အကောင့်တွေစီဓာတ်ရိုက်လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ငွေချေးတက်တေကံလက်မှတ်စာရေးမဖွင့်ထားသေးတဲ့ရှယ်ယာရှင်တွေကတော့အချက်အလက်အပြည့်စုံဖော်ပြပြီး MAEA ရဲ့ရှယ်ယာဌာနကို ပေးဖို့တောင်းခံရမှာဖြစ်ပါတယ်။ MAEAC ရဲ့2024-2025ဘဏ္ဍာနှစ်မှာလုပ်ငန်းလည်ပတ်မှုအမြင့်ငွေကျပ်26.69ဘီလီယံအထိရရှိခဲ့ပြီးအရင်နှစ်ဝင်ငွေထက်2.29ဘီလီယံပိုမိုရရှိခဲ့လို့ MAEAC ရဲ့2024-2025ဘဏ္ဍာနှစ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ MAES ကုမ္ပဏီကဒဉင်းကုန်းအစစ်မြစ်လက်ကားဆေးတည်ဆောက်ဖို့ရန်ကုန်မြို့တော်စီပင်သားရရေးကော်မတီနဲ့လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးစီမံကိန်းမြေ area 82ဒသမ8 area ပေါ်မှာတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းတွေဆောင်ရွက်နေရာလက်ရှိမှာစီမံကိန်းလုပ်ငန်းတစ်ခုလုံးရဲ့80ရာခိုင်နှုန်းခန့်ပြီးစီးနေပြီလို့သိရပါဗျာ။ လက်ရှိ Yangon Store HA Main ဘုတ်မှာအများပိုင်းကုမ္ပဏီ၈ခုနဲ့ Pre-listing ဘုတ်မှာလေယာစိုက်ပျိုးရေးကိုအခြေခံတဲ့ကုမ္ပဏီတခုတို့က Store Share တွေနှိမ့်စင်အရောင်းဝယ်ဆောင်ရွက်နေပြီးမကြခင်မှာစံပဲမျိုးစုံနှမ်းနဲ့ပြောင်းသီးနံကိုတောင်သူနဲ့ကုမ္ပဏီကြားအကျိုးတူစိုက်ပျိုးလုပ်ကိုင်တဲ့လုပ်ငန်းဆောင်ရွက်နေတဲ့ကုမ္ပဏီတခုလည်း Pre-listing ဘုတ်မှာ Share တွေအရောင်းဝယ်ဝင်ရောက်ဆောင်ရွက်တော့မှာဖြစ်ပါရဲ့ရှင်။ နှက်ခန်းနေအိုင်းရှယ်ရိုဖက်လက်ဟာလိုက်တာအပါအဝင်အလားကုန်ပစ္စည်း၅မျိုးမှာတားမြစ်ဓာတုပစ္စည်းတွေပါဝင်နေရကြောင်းသုံးစွဲရမတင်ကြောင်းအစားအသောက်နဲ့ဆေးဝါးကုတ်ကဲဦးစီးဌာန FDA ကထုတ်ပြန်ထားပါတယ်အစာအသောက်နဲ့ဆေးဝါးကုတ်ကဲဦးစီးဌာနပြည်ရင်းမှာရောင်းချနေတဲ့အလောက်ကုန်ပစ္စည်းတွေကိုစစ်ဆေးခဲ့ရမှာအဲ့ဒီအလောက်ကုန်ပစ္စည်းတွေကိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ် အဲ့ဒီအလားကုန်ပစ္စည်း၅မျိုးဟာ FDA မှာမှတ်တမ်းတင်ထားတာမရှိတဲ့အပြင်ကျန်းမာရေးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေပါဝင်နေတယ်လို့ဖော်ပြထားပါတယ်။တားမြစ်ဓာတုပစ္စည်းတွေဟာအရေပြားရရန်တာ၊ရောင်ရမ်းတာ၊အဖြူအနီးကွက်တွေဖြစ်တာ၊အရေပြားကားတဆင့်ခန္ဓာကိုယ်အတွင်းကိုဆုပ်ယူပြီးထုံကျင်တာ၊ကြွက်သားတုန်ခါတာတွေဖြစ်တယ်လို့ရေရှည်သုံးဆွဲမိရင်ကြောက်ကပ်ပစ္စည်းတွေဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။ အလောက်ကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ကုမ္ပဏီနဲ့လက်လီလက်ကားဆိုင်တွေအနေနဲ့ FDA မှာမှတ်တမ်းတင်ထားတာမရှိရဲသုံးစွဲဖို့မတင်ကြောင်းကြေညာထားတဲ့အလောက်ကုန်တွေကိုတင်သွင်းဖြန့်ဖြူးရောင်းချရင်ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုံမှန်သုံးအပိုက်သုံးကာကြီးအရာအရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးတော့ဈေးကွက်ဆိုင်ရာသတင်းအချက်အလက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။